ားလုံးပဲမင်္ဂလာပါ We Future Sport Channel ရနေကြိုဆိုပါရစေ American ပြောင်းစုမှကျင်းပမဲ့ Club Kaba Club တင်ပွဲရဲ့အကစားကွင်းတွေနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ် Club Kaba Club တင်ပွဲကို American ပြောင်းစုရဲ့မြို့၁၇မြို့မှာရှိတဲ့ကွင်းပေါင်း၁၂ကွင်းမှာကျင်းပသွားမှာဖြစ်ပါတယ်ပထမအနေနဲ့ Met Life Stadium East Rutherford, New Jersey မှာတည်ရှိပြီးတော့ပြိတ္တ7,500ကျွန်းမှာအလကဘဖလားတင်ပေါ်ရဲ့ Final Poison နဲ့လာမယ့်2026ကဘဖလားရဲ့ Final Poison ကိုချိန်ပတ်သွားမယ်တွင်လည်းဖြစ်ပါတယ်။ဒီပတ်နှစ်အနေနဲ့ Mercedes-Benz Stadium Atlanta, Georgia မြို့မှာတည်ရှိပြီးတော့ ပြိတ္တ5000တောင်းဝင်ဆက်တဲ့အမိုးအပိတ်ဖက်ပါရှိတဲ့တွင်လည်းဖြစ်ပါတယ်။နံပါတ်3အနေနဲ့ Rose Bowl Stadium ပစလီနာကယ်လီဖိုးနီးယားမှာတည်ရှိပြီးတော့ပြိတ္တ8500ဝင်ဆက်ပြီးတော့1922ခုနှစ်မှာတည်ဆောက်ခဲ့တဲ့1994ကမ္ဘာ့ဖလားဖိုင်နယ်ချင်ပါခဲ့တဲ့တွင်လည်းဖြစ်ပါတယ်။နံပါတ်4အနေနဲ့ Hot Rod Stadium Miami Gardens Florida မှာတည်ရှိပြီးတော့ပြိတ္တဦးရေ6500ဝန်းဆက်တဲ့ပြည်နယ်ဖြစ်ပါတယ်။နံပါတ်9အနေနဲ့ Lumen Free Cedar Washington မှာတည်ရှိပြီးတော့ပြိတ္တရေအတွက်6840ဝန်းဆက်တဲ့ပြည်နယ်ဖြစ်ပါတယ်။နံပါတ်6အနေနဲ့ Lincoln Furniture Free Philadelphia Pennsylvania မှာတည်ရှိပြီးတော့ ပြည်သက်ရေအတွက်ဆောင်းတောင်းကိုတောင်ဝင်ဆက်ပြီးတော့ကွဲစဉ်စုစုပေါင်း၈ကွဲတက်ခံကျပါတော့မှာဖြစ်ပါတယ်။ကျုံထွက်ကွဲစဉ်တွေနဲ့ဝတ်တာကွဲစဉ်တွေကိုကျင်းပတော့မှာတွင်ဖြစ်ပါတယ်။နံပါတ်9အနေနဲ့ Bank of America Stadium Charlotte North Carolina မှာတရှိပြီးတော့ပြည်သက်ရေအတွက်85000ဝင်ဆက်တဲ့တွင်ဖြစ်ပါတယ်။နံပါတ်10အနေနဲ့ Chi Chu Al Studio Cincinnati ့ Ohio မှာတရှိပြီးတော့ပြည်သက်ရေးအတွက်16000စက်တခုနဲ့ဖြစ်ပါတယ်။နောက်ပါကိုအနေနဲ့ GeoDispa Yes way တန်းစီမှာတရှိပြီးတော့ပြည်သက်ရေးအတွက်3000ဝန်းစက်တခုနဲ့ဖြစ်ပါတယ်။နောက်ပါ10အနေနဲ့ Camping War Stadium Orlando Florida မှာတရှိပြီးတော့ပြည်သက်ရေးအတွက်6500ဝန်းစက်တခုနဲ့ဖြစ်ပါတယ်။နောက်ပါ6အနေနဲ့ Inter and Coast Stadium အော်လန်ဒိုဖလော်ရီဒါမှာသူရှိပြီးတော့ပြိတက်ရေးအတွက်2500ကိုဆက်တဲ့တင်လဲဖြစ်တယ်။ဒါပေမဲ့စနစ်အနေနဲ့ Audi Free Stadium Washington DC မှာတည်ရှိပြီးတော့ပြိတက်ရေးအတွက်2000ကိုဆက်တဲ့ပုံနဲ့ဖြစ်ပါတယ်။မြို့17မြို့ဖြစ်တဲ့ American ပြည်ထောင်စုရဲ့မြို့တွေဆက်မှာ Orlando မြို့ကတော့ကွင်းနဲ့ကွင်းပတ်ဝန်းရှိတဲ့မြို့လည်းဖြစ်ပါတယ်။ ကျွန်တော်ရဲ့သစ္စာမှုကိုကြည့်နေတတ်တဲ့ဆိုလို့ရှိရင် Video Sport Channel လေးကို Like နဲ့ Subscribe လုပ်တာကိုပြောလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်